အားလုံးပဲမင်္ဂလာပါရှင်အဲကျွန်မအခုပေါ့နော်ကျွန်မတို့ပြည်သုံးလုံးပါတီလို့လူသိများတယ်ပြည်သူ့ရှေ့ဆောင်ပါတီရဲ့အဲနိုင်ငံရေးရည်တည်ချက်နှစ်ရပ်ကိုရှင်းလင်းတင်ပြมาဖြစ်ပါတယ်နံပါတ်1ကတော့ကျွန်မတို့ကအပြုသဘောဆောင်ပြီးစစ်မှန်သောအမျိုးသားနိုင်ငံရေးကိုအခြေခံပြီးတော့မှနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုတည်ဆောက်ဖို့ဖြစ်ပါတယ်ရှင်အဓိကတော့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ဖို့ဖြစ်ပါတယ်။နောက်ကျမတို့ရဲ့ချင်းကပ်မှုကတော့အပြုသဘောဆောင်ပြီးတော့မှဘယ်သူနဲ့မှထိတ်တိုက်မရင်ဆိုင်မှု ာကျွန်တော်တို့ပါတီကနော်ဟိုတော်လန်ရေးကိုမယုံကြည်ဘူးတိဆောက်ရေးကိုယုံကြည်တယ်အဲထိတ်တက်ရင်ဆိုင်မှုတွေကိုမယုံကြည်ဘူးဆွေးနွေးညှိနှိုင်းအဖြေရှာတာကိုယုံကြည်တယ်နော်အပြုသဘောဆောင်တာကိုယုံကြည်တယ်ပေါ့နော် ပြီးလို့ရှိရင်စစ်မှန်တဲ့အမျိုးသားနိုင်ငံရေးပေါ့ရှင်အဲကျွန်တော်တို့နိုင်ငံအမျိုးသားအကျိုးစီးပွားကိုအမှန်တကယ်ပေါ်ဆောင်လို့တဲ့ပါတီဖြစ်တယ်အဲဒါတွေကိုချိန်ခံပြီးတော့မှနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုတိဆောက်ဖို့ဖြစ်ပါတယ်ရှင်အဲဒုတိယတစ်ချက်ကတော့ပြည်တော်စု စိတ်ဓာတ်ကိုအခြေခံ၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ချင်တာဖြစ်ပါတယ်။နော်ဒီမိုကရေစီနဲ့ဖက်ဒရယ်ဒီမိုကရေစီဆိုတာတော့ကျမတို့ကနိုင်ငံရေးစနစ်ဖြစ်ပါတယ်။ဖက်ဒရယ်ဆိုတာတော့အုပ်ချုပ်ရေးစနစ်ဖြစ်ပါလေရှင်။နိုင်ငံရေးစနစ်မှာဒီမိုကရေစီစနစ်ကိုအခြေခံခြင်းနဲ့အုပ်ချုပ်ရေးစနစ်မှာဖက်ဒရယ်စနစ်ကိုအခြေခံခြင်းနဲ့ဒါတွေကိုအခြေခံပြီးတော့မှပြည်ထောင်စုစိတ်ဓာတ်နဲ့ကျမတို့ အဲဒီပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီးတော့မှအဲဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ချင်တာဖြစ်ပါတယ်ရှင်။အဲ့ဒါဒီကျမတို့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့နိုင်ငံရေးအဲရည်တည်ချက်နှစ်ရဖြစ်ပါတယ်။ကျမတို့ပါတီဟာအသင့်အင့်အဲစိတ်ထားရှိသူတွေနဲ့ဖွဲ့စည်းထားပြီးတော့မှအမစီမပြိပရာပေါ့နော်အလေအလတ်လမ်းကြောင်းနဲ့ဆောင်ရွက်နေတဲ့ပါတီဖြစ်ကြောင်းကိုအမဲဆန္ဒရှင်ပြည်သူလူထုများကို ရှင်းလင်းတင်ပြချင်တာဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်